ပြင်းစင်မှုအားကောင်းခဲ့တာကြောင့်အခုလိုစောစောစီစီနဲ့အလဲထိုးနိုင်ပွဲရရှိခဲ့တဲ့ဆွန်ရက်စ်။ဒါ့အပြင်အလုံးမဲ့မင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇုံအတင်ဆက်နေပါပြီ။ဆွန်ရက်စ်ကတော့ရာမင်းကိုစောစောစီစီနဲ့ပဲပွဲသိမ်းပေးလိုက်ပါပြီ။ဆွန်ရက်စ်ကရှေ့ပွဲမှာတော့ရှုံးနေထားခဲ့တာကြောင့်ဒီပွဲကိုနိုင်ရရှိဖို့တော်လေးစိတ်အားထက်သန်ခဲ့တာပါ။အဲဒါကြောင့်လည်းဒီနိုင်ပွဲရရှိဖို့အတွက်ဆွန်ရက်စ်ကအတော်လေးကိုပြင်ဆင်မှုတွေပြုလုပ်ထားခဲ့ပါပြီ။သူ့ရဲ့နီးပြဖွဲကရာမင်းရဲ့ပွဲစဉ်ဗီဒီယိုတွေကိုအသေးစိတ်လေ့လာခဲ့ပါပြီ။ရာမင်းကလည်းမွေတိုင်းမှာအကြီးချင်းရှိတဲ့ဖိုက်တာတယောက်ဖြစ်ပါပြီ။ ဒါပေမဲ့ယာမင်မှာအားနည်းချက်တချို့ရှိနေခဲ့ပါတယ်။ဆိုရက်ရဲ့နေပြဖွဲကယာမင်ရဲ့ခံစစ်ဟာအနေငယ်အားနည်းတယ်ဆိုတာကိုသတိထားမိခဲ့ကြပါတယ်။ယာမင်ကတိုက်စစ်မှာအင်အားပြေဝပြီးမဲ့သူ့ရဲ့လှုပ်ရှားမှုကတခါလေမှာဂျိုဒင်ခံမှန်းလို့ရနေပါတယ်။သူကရှေ့တက်လာပြီးလက်သီးချက်တွေကိုဆက်မပြတ်ထိုးတဲ့အခါသူ့ရဲ့ခံစစ်မှာအကွာဝေးထိမ့်မှုအားနည်းချက်ရှိပါတယ်။ဒါကိုဆိုရက်ရဲ့အဖွဲကတည်ထားပြီးတော့ဒီအားနည်းချက်ကိုအသုံးချဖို့ပြင်ဆင်ခဲ့ပါတယ်။ဒီလိုအကောင်းနဲ့ပြင်ဆင်မှုကဆွန်ရက်ကိုအခုလိုမျိုးရလက်ကောင်းတစ်ခုပိုင်းဆိုင်စေခဲ့ပြီးတော့ပွဲစား10မိနစ်ကျော်မှရင်ညာဝက်လက်တီတစ်ချက်နဲ့ ရာမင်းကိုပွဲသိမ်းပေးလိုက်ကအလဲတို့နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာတော့ဆွန်ရက်ရဲ့ဆွမ်းဆောင်ယူကိုသဘောကျခဲ့တာကြောင့်ဂျက်ထရီကလည်းဘောနက်စုကြီးဒေါ်လာ1000ကိုချီးမြှင့်ခဲ့ပြီးတော့မိသားစုကိုတည်တက်တဲ့ဆွန်ရက်အတွက်ကတော့အချို့ဘောတကာဆင်ခဲ့တဲ့နိုင်ပွဲလည်းဖြစ်ခဲ့ပါတယ်။